အားလုံးမင်္ဂလာပါအတန်တော်နိုင်ငံရေဒီယိုစီစဉ်ကနေပြန်လဲကြိုဆိုလိုက်ပါရစေမြန်မာနိုင်ငံဒီတင်းတင်းလှုပ်ပတ်သောယာတိဥရုညာများလာသောစိုက်ပျိုးမြေတဘောတန်ဇာတာများပေါ်ကျွေပွားမှုများကြောင့်တမိုင်းအစဉ်စက်ကလေးကအင်အားအသင့်အသင့်ရှိသည့်လူမျိုးစုများအင်အားနေသည့်လူမျိုးစုများ၏ပြောင်းရွှေ့နေထိုင်ရာအခြေကျနေထိုင်ရာ နေမြေဖြစ်လာခဲ့သဖြင့်တိုင်းရင်းသားပေါင်းစုံလူမျိုးပေါင်းစုံအေရှန်စွာစုစည်းနေထိုင်ရာအမိမြေအမိနိုင်ငံတော်ဖြစ်ပါသည် ကိုရိုနီခေတ်ကသွေးခွေအုပ်ချုပ်ခင်းမှုအများကစနစ်တစ်ခုတစုတစည်းတည်းစုစည်းနေထိုင်ကြသည့်တိုင်းရင်းသားများ၏စီလုံးညီညွတ်မှုပြိုကွက်ခဲ့ရပါသည်။တို့တော့မြန်မာနိုင်ငံဒီလွတ်လပ်ရေးပြန်လည်ရရှိရန်အတွက်တိုင်းရင်းသားကျူးကျော်မှုများကိုတန်းမတော်နဲ့အတူပြည်သူတည်းရဲ့လုံးကစုစည်းညီညွတ်စွာလက်တွဲပူးပေါင်းတွန်းလှန်တိုက်ဖြတ်ခဲ့ကြပါသည်။လွတ်လပ်ရေးရပြီးသည့်အချိန်တွင်သွေးခွဲခြင်းများ၏စိုးမွေများအဖြစ် ပြည်တွင်းလက်နက်ကိုင်ပလိပိခံများနဲ့ကြုံတွေ့ခဲ့လာရသည့်မှယနေ့ထစ်တိုင်ဖြစ်ပါတယ်။ထို့သူသွေးခွဲရသည့်အဖြစ်များ၏နောက်ကွယ်တွင်လက်နက်ကိုင်ပလိပိခံများကိုနေချက်လက်သည့်များနဲ့အပေါင်းပါများကပင်ဆက်လက်အားပေးထောက်ခံခဲ့ကြသောကြောင့်ဖြစ်ပါတယ်။ထို့ပြင် ပြည်တွင်းမှာအမျိုးသားသစ္စာပေါင်းများကအယူဝါဒရေးရာကွဲပြားမှုလူမျိုးရေးအရာကွဲပြားမှုနိုင်ငံရေးအရာကွဲပြားမှုတံ့မတော်ဖို့အထင်မြင်လွဲမှားမှုများနဲ့အာဃာတထောင်းမှုများဖို့အကြောင်းပြုလျက် ်ပြည်သူများ၏စိတ်ဝမ်းကွဲအောင်တိုင်းပြည်အခက်အခဲအကြက်တဲဖြစ်အောင်စူပူမှုပြိပခါများဖြစ်အောင်လက်နက်ကင်ပြိပခါများကို ကြီးထွားလာအောင်ဒီဇိုင်းမဲ့မဲ့ကြံစီအားထုတ်ပြုလုပ်ခဲ့ကြပါတယ်မြန်မာနိုင်ငံဒီလွတ်လပ်ပြေရရှိပြီးကကြမှာတမိုင်းချောင်းအဆက်ဆက်အစိုးရအဆက်ဆက်တို့ကတိုင်းပြည်တည်ငြိမ်အေဂျင်တာရေဖွံ့ဖြိုးတိုးတက်ရေးနဲ့ပြည်တွင်းငြိမ်းချမ်းရေးကိုစူးစမ်းတိစောက်ခဲ့တော်လဲ ြည်တွင်လှုံ့ဆော်မှုအခြေအနေများထက်ပြည်ပအားပေးလှုံ့ဆော်ပါဝင်ဆွတ်ဖက်ထောက်ပံ့မှုများကြောင့်ဒိုင်းပြည်အေရှန်တာယာမှုနှင့်အလန္တကိုင်ပြည်ပကများမငြိမ်းနိုင်သည့်မိဆောင်များကဲ့သို့ယခုထက်တိုင်လောင်ကျွမ်းလျက်ရှိနေသည့်အမြင်တွေ့ရမည်ဖြစ်ပါသည်။ထို့သူဖြစ်ပြများကြောင့်မြန်မာနိုင်ငံသည်အခွင့်အလမ်းကောင်းများစွာရှိပါလျက်နှင့်တည်ငြိမ်မှုပြည့်ပြားပြီးဖွံ့ဖြိုးတိုးတက်မှုနောက်ကျခဲ့ရပါသည်။ ။မြည်တို့ပင်ဖြစ်စေတံမလို့ဒီတမိုင်းကြောင့်အစဉ်အလာကောင်းများနဲ့အညီပြည်အောင်စုမပြိုခွဲရေးတိုင်းသာစီလုံးညီညွတ်မှုပြိုခွဲရေးအချုပ်ချာအာနာတီနဲ့ခိုင်မြဲရေးနဲ့အသက်သွေးချွေးပေါင်းများစွာတံမလို့ကပေးဆက်ပြီးကကြမှာကာဝယ်ဆောင်လျှောက်လျက်ရှိနေပါတယ်။မြန်မာတံမလို့ဒီနိုင်ငံတော်ကာဝယ်ရေးဆုံးရှုံးရမည်မူလတာဝန်များဖြစ်သည့်အပြင်ပြည်သူများလိုလားတောင်းတလျက်ရှိသောစီကံပြည့်ဝသည့်ပါတီတုံးဒီမိုကရေစီစနစ်အကောင့်တွေပေါ်ပေါက်ရေးနှင့် တိုင်းသာလူမျိုးများအရေးနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတို့မျက်ချင်မပြတ်တာဝန်ကျေပွန်းစွာထမ်းဆောင်ပေးရရှိနေပါတယ်မြန်မာနိုင်ငံတို့ကြုံတွေ့ခဲ့ရသည့်စိန်ခေါ်မှုများကိုတင်ကန်းစာယူပြီးကမှအခွင့်အလမ်းများဖြစ်ပေါ်လာနိုင်ရန်ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါတယ်မြန်မာနိုင်ငံလွှဲလိုက်ရရှိအောင်ဒစီတလုံးနဲ့ကျိုးပန်းဆောင်ရွက်ခဲ့ကြတဲ့ကဲ့သို့ဖွံ့ဖြိုးမှုနောက်ကျကအောက်ကျနောက်ကျဖြစ်နေသောနိုင်ငံတို့ကို ပြန်လည်ဥမော့လာအောင်လို့ နိုင်ငံသူနိုင်ငံသားများအားလုံးကမိမိနိုင်ငံမိမိတို့တိုင်းရင်းသားပြည်သူများကိုချစ်ခင်မြန်နိုးတဲ့စိတ်မြန်မာစိတ်မွေးမြူပြီးကြကြမှာစူးစိညင်ညွတ်သည့်အင်အားများဖြင့်နိုင်ငံတော်ကိုဝိုင်းဝန်းတိဆောက်ကြမည်ဖြစ်ပါတယ်ပြည်တော်စုကြီးတို့မိတင်းနေတဲ့ရသည့်ပြည်သူများအားလုံးစီလုံးညင်ညွတ်မှုမရှိသည့်ကာလပတ်လုံးတိုင်းပြည်တင်းကျင်အေဂျင်စာအရေးကိုအပြည့်အဝဆောင်ရွက်နိုင်ပြီရောမဟုတ်ပါမြေတီစီဝါရေးစနစ်ကိုမြအပြည့်အဝအောင်မြင်အောင်လှုပ်ဆောင်နိုင်ပြီမဟုတ်ပါ ်မြည်သည့်နိုင်ငံစနစ်ကိုမှခိုင်ခိုင်မာမာဥဆောင်နိုင်လိမ့်မည်လည်းမဟုတ်ပါမြည်သည့်လူမှုရေးစနစ်ကိုမှတာယာဝါပြောပြီးကမှစိတ်ချမ်းသာမှုအပြည့်အဝရရှိလအောင်ဆောင်ရွက်နိုင်မည်မဟုတ်ပါထို့ကြောင့်စီးလုံးညွညွမှုကိုခိုင်မာအောင်တိဆောက်ကြမည်ဖြစ်ပါတယ်တို့ဖြစ်ရတံတော်သည်တိုင်းသာပြည်သူများ၏အတူလက်တွဲပြည်ကကျွန်မနေဆဲတို့ကိုတွန်းလံဖေရှားကလွတ်လပ်ရရှိအောင်ကြိုးပမ်းဆောင်ရွက်ခဲ့သလိုလွတ်လပ်သောနိုင်ငံအဆင့်အတန်းနှင့်လျော်ညီစွာတိုင်းပြည်ချင်းချင်းအေးချမ်းသာယာဝါပြောရေးအတွက် တနက်ကိုင်ဘလူးကံမြတ်ချုပ်ငိမ့်နိုင်ရေးတိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးတွေကိုတန်းမတော်နဲ့အတူလက်တွဲပြီးကကြမှာတိုင်းသာပြည်သူတရားလုံးစီလုံးညီညွတ်တော်အင်အားများဖြင့်ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြမယ်ဆိုတာအမှန်တကယ်ပင်လိုအပ်ပါတယ်အားလုံးမကျေးဇူးများဤတင်ပါတယ်